မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်တွင်းအာနာသိန်းစစ်ကောင်စီမှကြန့်ရှိနေသေးတဲ့အန်နာပခဌာနချုပ်စကခ9တောင်ကုတ်ဌာနချုပ်စစ်တွေဓာကဆဌာနချုပ်နဲ့ကြောက်ဖြူမျိုးကကညဝရီရေဌာနချုပ်တို့ကိုအရခတ်တက်တော် AA ကဝိုင်းရံပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ9ရက်နေ့ ရခိုင်ပြည်အတွင်းစစ်ရေးသတင်းထုတ်ပြန်ကြမှာအရခတ်တော်အေအေကထဲသွင်းပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ရခိုင်ပြည်အတွင်းမှာဒကြောပြန်တိုက်ပွဲများကိုအေအေက2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကစတင်ပြီးတော့လက်ရှိမှာခွနလာခွဲကြော်ကြာမြင့်လာပြီးတော့မြို့နယ်10ခုနဲ့စစ်ကောင်းစီတပ်စခန်းအများအများကိုတိတ်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။ဝိုင်းရံပိတ်ဆို့ထားတဲ့ရခိုင်ပြည်အတွင်းစစ်ကောင်းစီရဲ့ကြန့်ရှိနေတဲ့တိုင်ရင်ဌာနချုပ်များနဲ့ကြောက်ဖြူရေးတဲ့ဌာနချုပ်ကတချို့စခန်းများကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြောဆိုထားပါဗျ။ အမ်းမျိုးနယ်ကစစ်ကောင်စီရဲ့အရေးပါတဲ့တောဟိန်တောင်ဗျူဟာဂုံးကိုဇွန်လ23ရက်နေ့ကအေအေကတိမ့်ပိုက်လိုက်ပြီးတော့စစ်ကောင်စီတပ်သားအလောင်းအမြောက်အများစစ်သုံးဆောင်ပစ္စည်းများနဲ့လက်နက်ခဲယံတချို့ကိုလည်းတိမ့်စီရမိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်တောဟိန်တောင်ဗျူဟာဂုံးကိုအေပီလ15ရက်နေ့ကစတင်ထိုးစစ်ဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နလကြောအကြမှာအပိသက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားများကိုလည်းလိုက်လံရှင်းလင်းနေကြောင်းသိရပါဗျာ မောင်တော်ဒေတာကစစ်ကောင်စီရဲ့နခခနှစ်နေကြားဆောင်တပ်စခန်းကိုဇူလိုင်လ6ရက်နေ့နေ့လယ်2နာရီခန့်ကစစ်ကောင်စီတပ်သားအလောင်း350ကျော်နဲ့ AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့လက်နက်ခဲယံစစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။မောင်တော်ဒေတာမှာစစ်ကောင်စီရဲ့ကြံရှိနေသေးတဲ့နခခနှစ်၄မိုင်တပ်စခန်းနခခ9မျိုးတကြီးတပ်စခန်းနဲ့အခြားသောတပ်စခန်းများကို AA ကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့နခခနှစ်မှာ စကခစက်ခွန်လက်အောက်ခံတိုက်ရဲများစူပေါင်းခုခံနေကြကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကလက်နက်ကြီးများနဲ့လူနေရပ်ကွက်များကိုဇက်တိုက်ပစ်ခတ်နေပြီးတော့ပြည်သူများဟာလည်းစစ်ဘေးရှောင်ရန်ကြိုးပမ်းနေကြရတာကနေ စစ်ဘေးရှောင်တဲ့ကားများဟာရာပေါင်းများစွာပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ည9နာရီအချိန်လာရှုံမြို့နယ်အထက်မန်အိုင်မှာရှိတဲ့ခမရ900ခွန်တရင်ကို MNDAA တပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်များကအရှိမြောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲကနေပြီးတော့လက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်နေခဲ့တယ်လို့သိရပါဗျ။ ီကနေ့မန္တပိုင်းမှာလည်းလာရှုံမျိုးကပြည်သူများဟာစစ်ဘေးရှောင်ရန်အတွက်ကားများနဲ့မျိုးကနေထွက်ခွာရန်ကြိုးစားကြရာမျိုးအထွက်မှာကားတွေရာပေါင်းများစွာပိတ်မိနေတယ်လို့သိရပါဗါတယ်။လာရှုံမှာရမခတဲ့ကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ် ်ဂျက်ဖိုက်တာတွေလည်းဝဲနေတယ်ပြည်သူတွေကတော့မနက်ကလေးကထွက်ခွာဖို့ကြိုးစားနေကြတာစစ်ဘေးရှောင်ကားတွေကမြို့ဝင်မုတ်ဦးအတွင်းကနေမန်ဟန်ဂိတ်အထိကိုပိတ်နေတယ်တချို့တွေလည်းပြန်လှည့်လာကြတယ်မြို့ပေါ်မှာကတော့လူက60ရာခိုင်နှုန်းကျော်လောက်ကထွက်သွားကြပြီ40ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်လို့လားရှိုးမြို့ကဒေသခံပြည်သူတို့ကအခြေအနေကိုရှင်းပြထားပါတယ်လက်ရှိမှာစစ်ဘေးရှောင်များကိုအချိန်မီရှောင်တိန်နိုင်ရန်၃နာရီအချိန်ပေးထားတယ်ဆိုတဲ့သတင်းစကားများလည်းပြန့်နှံ့နေပြီးတော့ ဘယ်အဖွဲ့ကအခုလိုမျိုးတတိပေးတယ်ဆိုတာကိုတော့စစ်ပေးဆောင်ပြည်သူများကအတည်ပြုနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။အခုကဇူလိုင်လ10ရက်နေ့မေဟန်ဂိတ်ဖွင့်ပေးမယ်။နောက်ဆုံးထားပြီးတော့ထွက်ကြ3နာရီအချိန်ပေးမယ်။အဲ့ဒီအချိန်တွဲမှာထွက်ဆိုတာမျိုးတွေတရင်ကထွက်နေတော့ အကုန်လုံးကထွက်နေကြတာဘယ်အဖွဲ့ကဘလို့သတိပေးထားလဲတော့မသိဘူးသတင်းစကားတွေကထွက်နေတော့အကုန်လုံးကိုထွက်ခွာကြတာမထွက်ရင်လဲလက်နက်ကြီးကြလို့အိမ်ရှိမှတွေသိနေတာအယောက်20လောက်ရှိနေပြီလေအဲ့ဒါကြောင့်အကုန်ထွက်ပြေးနေကြတာလို့လာရှုံမျိုးကပရိုက်တာတမတူကရှင်းပြထားပါတယ်လာရှုံမျိုးကိုဇူလိုင်လ3ရက်နေ့ကစတင်ပြီးတော့ MNDAA ဥဆောင်တဲ့တော်လိုင်းတက်များကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းနဲ့စူပေါင်းယုံတို့ကိုကြပြိုင်တိုက်ထက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့နှစ်နာရီကျော်ကြာအောင်မြို့ကိုထိန်းချုပ်နိုင်ခဲ့က စစ်တပ်လက်အောက်ခံပြည်သူစစ်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ကပလဲမျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားရဲများနေထိုင်တဲ့မြို့မရဲစခန်းနဲ့စူပေါင်းယုံတို့ကိုဒပြိုင်နက်ထဲဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ၃နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဘန်ကာတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့ပလဲမျိုးကို၂နာရီကျော်ကြာထိန်းချုပ်ထားနိုင်ခဲ့တယ်လို့သိရပါတယ်။7 July နေ့အထိမ်းအမှတ်နေနဲ့ဝင်တိုက်တာပါ။ တင်းဆုံးထိခိုက်မှုနောက်ဆက်တွဲတော့မကြရသေးဘူးနှစ်ဦးဖမ်းမိတာပဲတရင်ရသေးတယ်ကျွန်တော်တို့ဘက်ကရဲဘော်တွေအားလုံးကတော့အထိခိုက်မရှိခဲ့ပါဘူးလို့ ABSDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုစီးနင်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိပြီးတော့၎င်းတို့ကိုမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပအဖထံကိုလွှဲပြောင်းပေးအပ်လိုက်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့အနောက်မြောက်စစ်ဒေသအမှတ်၈၁၅တပ်ဖွဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF Column 3တပ်ရင်း74ချင်းတွင်းဒေသဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တောင်းနဲ့ငယ်စည်းမချပြောက်ကြားတပ်ဖွဲ့နဲ့ရက်ရွာတော်လိုင်းတပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းမြို့မြို့မဈေးမဈေးဝယ်နေတဲ့ရဲဒူးတက်ကြတအုပ်ကိုရှင်းလင်းခဲ့ပြီးတော့၎င်းကင်ဆောင်တဲ့တနတ်နဲ့ကြီတချို့ကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေးဆုံးသွားတဲ့သူဟာချောင်းမြို့မှာရဲစခန်းကရဲဒူးတက်ကြစီသူဖြိုးဝေဆိုသူဖြစ်ပြီးတော့ရဲစခန်းကနေဈေးဝယ်ထွက်လာတဲ့အချိန်ဇူလိုင်လ6ရက်နေ့မနက်9:00နာရီလောက်မှာဈေးအတွင်းမှာပဲဓာတ်နဲ့အနီးကပ်တိုက်ခိုက်ရှင်းလင်းခံရတယ်လို့သိရပါတယ်။ မြို့ပေါ်မှာကင်းမုံတွေအထက်ထချထားတဲ့ဂျားတွေကနေပြီးတော့ကျွန်တော်တို့ဈေးလေကောင်ကိုသွားပြီးသူတို့လူစုကွဲမဲ့အချိန်ကိုစောင့်ပြီးတော့မရှင်ကိုလုတ်ခဲ့တာပါသူလဲကြသွားတဲ့အချိန်တနက်ကိုယူပြီးတော့ပြေးခဲ့တာပါလို့မုံရွာခရိုင်အမှတ်ဆက်နဲ့တရင်တက်ခွဲလေးကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်တိုက်ခိုက်မှုအတွင်းမှာအဲ့ဒီရဲဒုတက်ချက်ကိုင်းဆောင်တဲ့ BA63 G3 တနက်တလ 7.62G အတောင့်40ကြီပေါင်းနှစ်ခုနဲ့ဖုန်းတစ်လုံးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတပ်ခွဲ၄ကကာကွယ်တပ်ဖွဲ့ဝင်၂ဦးလုံဆောင်ခဲ့ပြီးတော့အဲ့ဒီမစ်ရှင်အတွက်အချိန်တလလောက်ယူပြီးတော့၆ဦးမျိုးပေါ်ဈေးကိုမကြာခဏတွားရောက်စောင့်ကြည့်ထောက်လန်းတာတွေကိုလုံဆောင်ခဲ့ရတယ်လို့၆ဦးမျိုးမှဈေးနဲ့ရဲစခန်းဟာမီတာ90ဝန်းကျင်သာကွာဝေးတဲ့အတွက်အလင်းအမြန်လုံဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ အခင်းဖြစ်ပွားပြီးတဲ့နောက်မှာရဲတပ်သားတွေရောက်ရှိလာပြီးတော့6ဦးဈေးအတွင်းကိုတနတ်တွေပစ်ဖောက်ပြီးတော့ဈေးဝယ်တဲ့သူတွေကိုစစ်ဆေးမေးမြန်းတာနဲ့ရှာဖွေတာတွေကိုပြုလုပ်ခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်အရှိပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ငားမိုင်စခန်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကတိုက်လေရင်နဲ့ဘုံများကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ10ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့အဲ့ဒီငားမိုင်တပ်စခန်းမှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမွန်လွဲ2နာရီ40ကျော်အချိန်မှာတိုက်လေရင်နဲ့နှစ်ကြိမ်တိုင်တိုင်ဘုံကျဲချသွားတယ်လို့သိရပါဗျ။ငားမိုင်အုံဆောင်တောင်တောင်ကြီးကိုတိုက်လေရင်နဲ့ဘုံကျဲချသွားတာပါ။ ပေါင်900ဘုံထင်တယ်ပောက်ကွဲဆောင်ကတော့တော်တော်ကိုကျေလောင်တယ်ပြည်သူတွေလည်းထိမလားစိုးရိမ်မိတယ်လို့စစ်ပေးဆောင်ပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်မိုးကုတ်မန္တလေးလမ်းမိုင်းမှာပိတ်မိနေတဲ့စစ်ဆောင်ပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီကမိုးကုတ်ဘက်ကိုပြန်တက်ခွင့်မပေးဘဲပိတ်ဆို့တားဆီးထားကြောင်းမိုးကုတ် organization အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒီကနေ့ဇွန်လ10ရက်နေ့မှာမိုးကုတ်မန္တလေးလမ်းမိုင်းမှာပိတ်မိနေတဲ့ပြည်သူများကိုမိုးကုတ်ဘက်ကိုပြန်တက်ခွင့်ပြုရန်တံဃာတော်များဥဆောင်ပြီးတော့စစ်ကောင်စီတပ်သားများနဲ့တွားရောက်တွေ့ဆုံဆွေးနွေးခဲ့တော်လဲ ပစ်လေးရှစ်တရင်ကသွားခွင့်မပြုဘဲနဲ့ဆက်လက်ပိတ်ဆို့ထားတယ်လို့သိရပါတယ်။မိုးကုတ်မန္တလေးလမ်းမိုက်မှာပိတ်မိနေတဲ့စစ်ဆောင်ပြည်သူထောင်ထဲချီရှိပြီးတော့စားနေရိတ်ခါများလဲအရေးပေါ်လိုအပ်နေကဝမ်းရောဂါများစတင်ဖြစ်ပွားနေပြီလို့သိရပါတယ်။ဒါအပြင်ကြောက်ကက်ဆေးရမယ့်လူနာများလမ်းမှာကြည်စံထိမှန်ပြီးတော့ဆေးကုသရန်လိုအပ်နေတဲ့သူများစီးချိုယောဂါတဲ့များကိုအချိန်မီဆေးကုသရန်လိုအပ်နေတယ်လို့သိရပါတယ်။လမ်းမှာပိတ်မိနေတဲ့သူတွေထောင်ထဲချီပြီးရှိပါတယ်။စားရည်တောက်ရည်ကိုနှိစက်ရရွာတွေကကျွေးမွေးထားပြီးမြဲ ပန်ရှင်ရေးကိစ္စမှာလူများလုံးနာကြောင်းတချို့ဝမ်းရောကစဖြစ်ချင်နေပြီလို့ကြားရတယ်။ကြောက်ကက်ဆေးရမယ်လူနာတွေလမ်းမှာကြီထိပြီးတော့အခုထိဆေးရုံသွားမရပဲနဲ့သွေးမလုံအောင်ထိန်းထားရင်းနဲ့တောက်ခံနေတဲ့လူနာတွေကိုဝင်ဆောင်တွေကလေးငယ်တွေစည်းကြိုတွေစောင့်တက်ပြီးတော့တိုင်းကြည့်တာကဏ္ဍတော်မပေါ်တော့တဲ့လူနာတွေအများကြီးပါလို့မိုးကုတ် organization အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဒါ့အပြင်တပိတ်ချင်းမြို့နယ်လက်ကြဘက်မှာလည်း မိုးကုတ်မြို့ကဆစ်ဆောင်လာတဲ့ပြည်သူ1300ခန့်ပိတ်မိနေပြီးတော့စားနပ်ရိက္ခာများလိုအပ်နေတယ်လို့သိရပါဗျ။မိုးကုတ်မန္တလေးလမ်းပိုင်းတလျှောက်ကိုလည်းအကြမ်းဖက်ဆစ်ကောင်စီကပိတ်ဆို့ထားတဲ့အတွက်ကြောင့်ကုန်စည်စီးဆင်းမှုတွေဟာလည်းရပ်တန့်သွားပြီဖြစ်တယ်လို့သိရပါဗျ။မိုးကုတ်မန္တလေးလမ်းတလျှောက်မှာပိတ်မိနေတဲ့ဆစ်ပေးဆောင်လူဦးရေအတိအကျတော့မသိဘူး။တပိတ်ချင်းလိတ်ကြဘက်မှာတော့မိုးကုတ်ကနေဆစ်ပေးဆောင်လာတဲ့ပြည်သူ1300ဝန်းကျင်ရှိပါတယ်။တပိတ်ချင်းဘက်ဆစ်ပေးဆောင်လာတဲ့သူတွေရဲ့ ထမင်းသုံးနက်တရက်စာကို25သိန်းခန့်ကုန်ကြပါတယ်မိုးကုတ်မန္တလေးလမ်းတလျှောက်မှာကုန်စည်စီးဆင်းမှုကလည်းမန္တလေးဘက်ကပဲလာတယ်အခုကုံတွေကမဝင်တော့ရိတ်ခါတွေပြည့်ရင်တော့ငတ်ဖို့ပဲကြံတော့တယ်လို့မိုးကုတ် organization အဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောပြကြပါတယ်မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာဇွန်လ25ရက်နေ့ကစတင်ပြီးတော့တိုက်ပွဲများစတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ